ယခုချိန်ခါမှာတရားရှုမှတ်ကြရမှာဖြစ်ပါတယ်တရားရှုမှတ်တဲ့အခါမိမိတို့ထိုင်နေကြအရိယာပုဂ္ဂိုလ်ပြုပြင်ပြီးတော့အမျိုးသားများဆိုရင်တမလင်ဝင်ထိုင်အမျိုးသမီးများဆိုရင်တမလင်ဝင်ထိုင်နေဖြစ်စီကျောင်းညုံထိုင်နေဖြစ်စီနှစ်သက်ရာအရိယာပုံနဲ့ထိုင်ကြရမှာဖြစ်ပါတယ်အဲဒီလိုထိုင်ပြီးပြီဆိုရင်ခါကလေးမမတ်တာမျက်လုံးကလေးမိတ်ပါးစပ်ကလေးပိတ်ပြီးတော့ ဝင်လေထွက်လေကိုစတင်ပြီးတော့ရှုမှတ်ကြရမယ်ဝင်လေထွက်လေရှုမှတ်တဲ့နေရာမှာမိမိရဲ့စိတ်ထဲမှာဝင်လေသည်ထွက်လေသည်လို့လိုက်ပြီးတော့ဆုံးနေစရာမလိုပါဘူးဝင်လေဝင်လာရင်ဝင်လေမှသိယုံမဲ့သိပေးလိုက်ပါထွက်လေထွက်သွားရင်လည်းထွက်လေမှသိယုံမဲ့သိပေးလိုက်ပါသိသိပေးလိုက်တယ် စိတ်ကနေလိုက်ဆုံးနေမယ်ဆိုရင်တကယ်အတိမဟုတ်ဘဲနဲ့လှုပ်ပြီးတော့တည်တဲ့အတိသဘောမျိုးဖြစ်နေတတ်ပါတယ်အဲဒါကြောင့်စိတ်ကနေလိုက်မဆုံးနဲ့တည်ယုံမဲ့တည်ပေးလိုက်အသက်ရှူမြန်ရင် ဝင်လေထွက်လေတို့တဲ့သဘောရှိပါတယ်အသက်ရှူနေရင် ဝင်လေထွက်လေရှည်တဲ့သဘောရှိပါတယ်ရှင်ရှည်တဲ့အတိုင်းတည်တို့ရင်တို့တဲ့အတိုင်းတည် အဲ့ဒီလိုဝင်လေထွက်လေလေးကိုသိပေးနေခြင်းသည်တမာရိယသဘောတမာရိယနမိတ်ဖြစ်ပါတယ်အဲ့ဒီလိုနီးနဲ့တမာရိလေးရလာပြီဆိုရင်တတိလေးကလည်းကျင်းလာပြီဆိုရင်ဝိပဿနာဖြစ်အောင်ကြိုးစားယူကြရမယ်ဝိပဿနာဖြစ်အောင်ဘယ်လိုနီးနဲ့ပြောင်းယူမလဲဆိုတော့ဝင်လေထွက်လေဆိုတာကဝါရောပဲ သူ့ရဲ့သဘာဝတရားကလေးကတော့ဝါယောတ္တလို့ဒီလိုခေါ်တယ်အဲ့တော့ဝါယောရဲ့သဘောဝါယောတ္တကလေးကိုတိုးထိတတ်တဲ့သဘောတိုးထွက်တတ်တဲ့သဘောတွေးထိတတ်တဲ့သဘောတုံထုတ်တတ်တဲ့သဘောထောက်ကန်တတ်တဲ့သဘောအဲ့ဒီသဘောကလေးတွေကိုကြည့်ပြီးတော့ဩော်ဒါဝင်လေရဲ့သဘောလေးပဲဒါထွက်လေရဲ့သဘောလေးပဲလို့ဒီလိုမြင်အောင်ကြည့်လိုက်ပါ အဲ့ဒီလိုကြည့်နေရင်လည်းသဘောတရားကလေးတစ်ခုပြက်သွားတယ်။နောက်သဘောတရားတစ်ခု အသေးပေါ်တယ်။ပရမတ်တစ်ခုပြက်လို့နောက်တစ်ခုအသေးပေါ်တာပါ။ထွက်လေလေးဖြစ်လာခြင်းသည် ဝင်လေပြက်သွားလို့သာထွက်လေလေးဖြစ်လာခြင်းပဲ။ဝင်လေသာမပြက်ဘူးဆိုရင်ထွက်လေဘလို့နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ထွက်လေဖြစ်လာခြင်းသည်ဝင်လေပြက်သွားလို့ဖြစ်တဲ့အတွက်ဝင်လေပြက်သွားခြင်းဟာအကြောင်း ွက်လေထွက်လာခြင်းဟာအကျိုးတရားပါပဲ။ထုံနေလို့သာပါပဲထွက်လေမပြဲဖဲနဲ့ဝင်လေဝင်လာရုတ်ထုံတာမရှိပါဘူး။ဒါကြောင့်ထွက်လေလေပြဲသွားခြင်းသည် အကျောင်းတရား။ဝင်လေလေဝင်လာခြင်းသည်ဝင်လေလေပြဲသွားခြင်းသည်အကျောင်းတရား။ထွက်လေလေထွက်သွားခြင်းသည်အကျိုးတရား။ထွက်လေလေပြဲသွားခြင်းသည်အကျောင်းတရား။ဝင်လေလေဝင်လာခြင်းသည်အကျိုးတရား။အဲဒီလိုအကျောင်းအကျိုးဆက်သွယ်မှုလေးကိုကြည့်ပြီးတော့ ဝင်လေကလည်းဖြစ်လာတယ်ဖြစ်ပြီးတော့ပြက်တယ်ထွက်လေကလည်းဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်အဲ့ဒီသဘောလေးကိုစိတ်ထဲမှာမြင်အောင်ကြည့်လိုက်ပါအဲ့ဒါဆိုရင်ရုပ်ရဲ့သဘာဝကိုရုပ်ရဲ့ဖြစ်ပြက်သဘောကို မြင်တယ်လို့ဒီလိုခေါ်ပါတယ်ဝင်လေထွက်လေကိုတိတိပေးနေတာကတော့စိတ်ရဲ့သဘောပါပဲဝင်လေဝင်လာရင်ဝင်လေမှတိတယ်ထွက်လေထွက်သွားရင်ထွက်လေမှတိတယ်အသိဆိုတဲ့စိတ်ကလေးကိုသတိထားကြည့်လိုက်မယ်ဆိုရင် အဲ့ဒီအသီးဆိုတဲ့နတ်တရားကလေးကလည်းပဲဝိလင်မသိတဲ့အသီးဖြစ်လိုက် ထွန်လင်မသိတဲ့အသီးဖြစ်လိုက်ဝိလင်မသိတဲ့အသီးဖြစ်လိုက်ထွန်လင်မသိတဲ့အသီးဖြစ်လိုက်လို့တစ်မျိုးပြီးတစ်မျိုးပြောင်းလဲပြီးတော့ဖြစ်နေတာတွေ့ရပါလိမ့်မယ်တစ်မျိုးပြီးတစ်မျိုးပြောင်းလဲဖြစ်သွားခြင်းသည်တစ်မျိုးပြတ်လို့နောက်တစ်မျိုးအသိပေါ်ခြင်းပါပဲတစ်မျိုးပြတ်သွားတဲ့နေရာမှာနောက်တစ်မျိုးစားထိုးပေါ်ခြင်းပါပဲ ဝင်လေဖြစ်သွားပြီလို့သိတဲ့အသေးကလေးအဲ့ဒီအသေးကလေးပြက်သွားတဲ့အချိန်မှာထွက်လေလေးထွက်လာတယ်အဲ့ဒီထွက်လေလေးထွက်လာတယ်လို့သိတဲ့အသေးကလေးနောက်တစ်မျိုးအသေးပေါ်ပါတယ်အဲ့ဒီအသေးကလေးကလည်းပဲပြက်သွားပါတယ်ပြက်သွားတဲ့အချိန်မှာဝင်လေလေးဝင်လာတယ်ဝင်လေမှသိတဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒီစိတ်ကလေးကလည်းပြက်သွားတယ်ပြက်သွားပြီးတော့ထွက်လေမှသိတဲ့စိတ်ကလေးပေါ်လာတယ် နန္တရားဆိုတဲ့စိတ်ကလေးကလည်းပဲတခုပြီးပြက်သွားလိုက်နောက်တစ်ခုသိပေါ်လိုက်တခုပြီးတခုဖြစ်တခုပြီးတခုဖြစ်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်အများရာဖောက်ပြန်ပြစီနေတဲ့သဘောတရားတွေကြီးပဲတခါတခါကျတော့ဝင်လေထွက်လေကိုရှူရှက်ရတဲ့နေရာမှာတက်တော့တက်တာရှူရှက်ရတာလေးလည်းရှိတတ်ပါတယ်တခါတခါကျတော့ပင်ပင်ပန်းပန်းနဲ့ရှူရှက်ရတာလေးလည်းရှိတတ်ပါတယ် တတတတလေးအလိုက်တင်ရတဲ့လေးရှူဆိုင်နေမယ်ဆိုရင်မိမိရဲ့စိတ်ထဲမှာဒုက္ခဝေဒနာလေးဖြစ်ပေါ်နေတယ်။ပိမင်ပန်းမလေးရှူဆိုင်နေရရင်မိမိရဲ့စိတ်ထဲမှာဒုက္ခဝေဒနာလေးဖြစ်ပေါ်နေပါတယ်။အဲဒီဒုက္ခဝေဒနာလေးကလည်းဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်။ဒုက္ခဝေဒနာလေးကလည်းဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်။ဒီခံစားမှုသဘောတရားကလေးတွေဟာတစ်မျိုးတည်းမှမဟုတ်ဘဲတစ်မျိုးပြက်လိုက်နောက်တစ်မျိုးသိပေါ်လိုက်တစ်မျိုးပြက်လိုက်နောက်တစ်မျိုးသိပေါ်လိုက် ဩခံစားမှုဝရဏလေးကလည်းမမြဲပါလားဆိုတဲ့အတိကလေးသိလာပါလိမ့်မယ်အလုံးခြုံငုံပြီးတော့ကြည်လိုက်မယ်ဆိုရင် ရုပ်ရဲ့သဘောပဲဖြစ်ဖြစ်ဝရဏရဲ့သဘောပဲဖြစ်ဖြစ်အတိဆိုတဲ့စိတ်ရဲ့သဘောပဲဖြစ်ဖြစ်အရာအလုံးဟာဖြစ်ပြီးတဲ့ဖြစ်တဲ့ဖြစ်ပြီးတော့ပြက်ပြက်သွားတတ်တဲ့သဘောတရားတွေကြီးပဲခိုင်ခန့်တည်မြဲနေတာတခုမှမရှိဘူးကြည်ကစားမှတော့ဩဒါဝင်လေပဲ ဩဒါဝလိမတ်သိတဲ့စိတ်ပဲဩဒါခံစားမှုဝေဒနာပဲလို့သိကောင်းသိပါလိမ့်မယ်အဲဒီလိုတတိထာမိကောင်းတတိထာမိပါလိမ့်မယ်ဒါပေမဲ့ရှင်ကလေးရလာလို့ဖြစ်သဘောပြက်သဘောလေးတွေခိုင်ခိုင်မာမာမြင်လာပြီဆိုရင်ဖြစ်သဘောပြက်သဘောပါမှာပဲအာယုံကလေးကြာလို့တမာရီကလေးနဲ့စွဆိုင်မိသွားပြီဆိုရင်စိတ်ထဲမှာဝင်လေလို့လည်းမတတ်မှတ်တော့ထွက်လေလို့လည်းမတတ်မှတ်တော့တိတ်တက်တဲ့စိတ်လို့လည်းမတတ်မှတ်တော့ ဩသဘာဝတရားကလေးတကူဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်။ရုပ်ဘက်ကိုကြည့်ရင်လည်းဩသဘာဝတရားကလေးတကူဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်။နောက်တစ်ခုစားထုတ်ပေါ်တယ်။နာမ်ဘက်ကိုကြည့်ရင်လည်းပဲသဘာဝတရားကလေးဖြစ်တကူဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်။ပြတ်ပြီးတော့နောက်တစ်ခုစားထုတ်ပေါ်တယ်။အားလုံးသောသဘာဝတရားကလေးတွေဟာဖြစ်လိုက်ပြတ်လိုက်ဖြစ်လိုက်ပြတ်လိုက်စားထုတ်ပေါ်လိုက်။ကိုယ်ကထင်နေတာကရုပ်လို့ထင်နေပေမဲ့ဝါရောတန်းလို့ထင်နေပေမဲ့ဖြစ်ပြသဘောအပေါ်မှာတကယ်အာယုံစိုက်မိသွားပြီဆိုရင် ရုပ်လို့မထင်တော့ဘူးဝါယောဒလို့မထင်တော့ဘူးအော်ဒါဓမ္မသဘောတရားကလေးတစ်ခုဖြစ်တဲ့ဓမ္မသဘောတရားကလေးတစ်ခုပြတ်တယ်လို့ဒီလိုပဲတာမညအနေနဲ့ပဲထင်လိုက်တယ်ထုံနေလို့သာပါပဲအတိနေတဲ့အတိခံစားနေတဲ့ဝေဒနာအရာကလေးကိုကြည့်နေတဲ့အခါမှာလည်းပဲကြည့်ကြစားမှာတော့အော်ဒါလေးကတိနေတဲ့အတိကလေးပဲဝင်လင်မန်တိထွက်လင်မန်တိဝင်လင်မန်တိထွက်လင်မန်တိတိနေတဲ့အတိလေးပဲဒါနန္တရားလေးပဲ ော်ဒါခံစားမှုဆိုတဲ့ဝေဒနာလေးပဲလို့အဲ့ဒီလိုစိတ်ထဲမှာထင်ကောင်းထင်တတ်ပါတယ်ဒါပေမဲ့တို့ရဲ့ဖြစ်သဘောပြက်သဘောတရားကလေးကိုအာယုံဆိုင်ပြီးတော့တမာရီတရားကလေးနဲ့စွတ်စွတ်ဆက်ကြည့်မိသွားပြီဆိုရင်ဝေဒနာလိုလည်းပဲစိတ်ထဲမှာမတတ်မှတ်တော့ဘူးစိတ်လိုလည်းမတတ်မှတ်တော့ဘူးသဘောတရားကလေးတွေဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်ရုပ်ဘက်ကိုကြည့်တော့လည်းသဘောတရားကလေးတွေဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ် နာမည်ကိုကြည့်တော့လေသဘောတရားကလေးတွေဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်စိတ်လို့လည်းတည်တည်တန်တန်သဘောမထားနိုင်တော့ဘူးဝေဒနာလို့လည်းတည်တည်တန်တန်သဘောမထားနိုင်တော့ဘူးရုပ်လို့လည်းတည်တည်တန်တန်သဘောမထားနိုင်တော့ဘူးဘာဖြစ်လို့လဲဆိုရင်ဖြစ်သဘောပြတ်သဘောတရားကလေးတွေကအလုံးလှင်မြန်လုံးတဲ့အခါကျတော့အဲ့ဒီဖြစ်သဘောပြတ်သဘောနောက်ကိုမိမိရဲ့ဉာဏ်ကမြင်အောင်လိုက်နေတဲ့အချိန်မှာ ရုပ်လားနာမ်လားဝေဒနာလားစိတ်လားခွဲခြားနိုင်တဲ့အချိန်ကိုမရတော့ဘူးခွဲခြားဖို့လည်းပဲစိတ်ထဲမှာစိတ်ကူးမရှိတော့အများရန်ဖြစ်ပြီးတော့အများရန်ပြက်နေတဲ့ဖြစ်ပြက်သဘောအပေါ်မှာပဲတတိယကောင်းကောင်းတမရိယကောင်းကောင်းညာအားကောင်းကောင်းနဲ့အစဉ်လိုက်ပြီးတော့ရှုမှတ်နေရတာဖြစ်တဲ့အတွက်အော်ဖြစ်သွားပြီပြက်သွားပြီဖြစ်သွားပြီပြက်သွားပြီ အာမရှိတော့ဘူးနောက်တစ်ခုစားထုတ်ပေါ်လာတယ်အဲ့ဒါကလည်းပြက်သွားတယ်ရေခနဲ့ရေခနဲ့ရေခနဲ့ကြီးလိုက်တယ်မရှိတော့ဘူးကြီးလိုက်တယ်မရှိတော့ဘူးရေခနဲ့ရေခနဲ့ရေခနဲ့ပဲသဘောထားလိုက်တော့တယ်အဲ့ဒီအချိန်မှာအော်ဒါလေးကဖြစ်သဘောဒါလေးကပြက်သဘောနောက်ပိုင်းဖြစ်ပြက်သဘောတော့မဟုတ်တော့ဘူးမရှိတော့ဘူးမရှိတော့ဘူးပြက်သွားပြီပြက်သွားပြီအဲ့ဒီလိုသဘောထားလိုက်နိုင်တဲ့အချိန်အဲ့ဒီလိုရှုကြည့်လိုက်နိုင်တဲ့အချိန်ဟာသစ္စာသိတဲ့ တစ္ဆာညာဖြစ်တဲ့အချိန်ပဲရုပ်ပဲဝေဒနာပဲစိတ်ပဲလို့သီးသန့်ပညာနာမမတတ်တော့ဘဲနဲ့ပညာတွေပြောက်ပြီးတော့တာမန်သဘောတရားသက်သက်စီရောက်တဲ့အချိန်မှာအလုံးဟာဓမ္မသဘောတရားတွေကြီးပဲရုပ်ကလည်းရုပ်မဟုတ်တော့ဘူးရုပ်လို့နာမည်ရုပ်ဆိုတဲ့နာမည်စီကိုစိတ်မရောက်တော့ဘူးတတိမထားတော့ဘူးဒါဓမ္မသဘောတရားလေးပဲ ဝရဏဆိုတဲ့တိကျနာမည်ကြီးစီကိုလည်းပဲစိတ်မရောက်တော့ဘူးဒါဓမ္မသဘောတရားလေးပဲစိတ်ဆိုတဲ့နာမည်တိတဲ့အပေါ်မှာလည်းပဲအာယုံမပြုတော့ဘူးဒါဓမ္မသဘောတရားလေးပဲဓမ္မသဘောတရားလေးဖြစ်ဓမ္မသဘောတရားလေးပြက်ရိတ်ကနေရိတ်ကနေရိတ်ကနေပြက်ပြက်သွားပြီပြက်သွားပြီပြက်သွားပြီမရှိတော့ဘူးမရှိတော့ဘူးအားလုံးကဓမ္မသဘောတရားလေးတွေကြီးပဲသဘောတရားလေးတွေကြီးပဲသဘောတရားမှတပါးဘာမှမရှိဘူးပုဂ္ဂိုလ်တ attva လည်းမရှိဘူးငါလည်းမရှိဘူးသူလည်းမရှိဘူး ယောက်ျားမိန်းမလည်းမရှိဘူးပညာအလုံးစင်းနေတယ်ကောင်းကောင်းပြောကြပါစို့ဆိုရင်ရုပ်ဆိုတဲ့နာမည်ပညာလည်းမရှိတော့ဘူးဝေဒနာဆိုတဲ့နာမည်ပညာလည်းမရှိတော့စိတ်ဆိုတဲ့နာမည်ပညာလည်းမရှိတော့ပရမတ္တသက်သက်သဘောတရားသက်သက်အစွေပေါ်မှာပဲအာယုံကြောက်နေတာဖြစ်တဲ့အတွက်အနုပဒနာအနေနဲ့ပြောမယ်ဆိုရင်အဲ့ဒါဓမ္မနုပဒနာဖြစ်နေပါတယ်အဲ့ဒီအချိန်ဟာတစ္ဆာကိုပိုင်ပိုင်နိုင်နိုင်သိတဲ့တစ္ဆာအတိ ပရိညာအဖြစ်ပြောမယ်ဆိုရင်တိရဏပရိညာအတိဖြစ်နေတဲ့အတွက်အင်မတန်အားကောင်းတဲ့ဝိပဿနာဉာဏ်လေးဖြစ်နေပါပြီ။အဲဒီလိုဖြစ်နေတဲ့အချိန်မှာမလျှော်သောလုံးလနဲ့ဆက်လက်ပြီးတော့ကြိုးစားပေးလိုက်မယ်ဆိုရင်ဝင်လေထွက်လေဆိုတဲ့အာနာပါနကမ္မထမသည်မိမိတို့လိုလားတဲ့ဝိပဿနာဉာဏ်ဆင့်ရောက်ပြီးတော့မဲ့ဉာဏ်ဖုန်ဉာဏ်နိဗ္ဗာန်ချမ်းသာဧကံမုတ်ချရနိုင်ပါလိမ့်မယ်။အဲဒါကြောင့်မလို့ဝင်လေထွက်လေကိုခြေခံပြီးတော့ ဝင်လေထွက်လေကရုပ်ရဲ့သဘောသိတာကစိတ်ခံစားတာကဝေဒနာနောက်ပိုင်းမှာရုပ်ပဲနာမဲ့ဝေဒနာပဲလို့မထင်ရှားတော့ဘဲနဲ့တာမန်သဘောတရားအပေါ်ကိုညံရောက်အောင်ကြိုးစားပြီးတော့ဖြစ်ပျက်ဒီမြာကနေဖြစ်ပျက်ဒီမုံဖြစ်ပျက်တဲ့မုံရာကနေဖြစ်ပျက်ဆုံးအောင်ကြိုးစားကြည့်သွားကြရင်ဖြစ်ပျက်တို့ရဲ့ကုံဆုံးရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာဧကံမုံချရနိုင်မှာဖြစ်တော့ကြောင့် ဖြစ်ပြတော့ရဲ့ဂုံဆုံးရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာရောက်အောင်ဉာဏ်ကလေးကိုအစင်မြင့်ပြီးတော့ပွားတဲ့ပွားအောင်ကြိုးစားပြီးတော့မေတ္တမဖို့ဓမ္မမဉ္ဇဉ်ဖွဉ္ဇနိဗ္ဗာန်ချမ်းသာရောက်အောင်ကြိုးစားပြီးတော့ကြည်ပင်းလိုက်ကြပါယောဂိယပေါင်းတော်ကောင်းတို့